ဆယ်နှစ်ကျော်ချစ်သူတန်းရှိတဲ့အတွေ့အကြုံကိုအရင်ကကုန်ခန်းတဲ့အထိစနိုက်ခဲ့တဲ့နောက်ွယ်ကဇလန်းတွေထွက်ပေါ်လာတဲ့ယွန်းယွန်းကလေးတယောက်ဆောင်ကလေးကပရိသတ်တွေချစ်ခင်အားပေးခဲ့ရတဲ့မင်းသမီးလေးယွန်းယွန်းကတော့ယူသားဖြူစင်သူမဟုတ်ပဲစိတ်ဓာတ်မကောင်းသူတယောက်ဖြစ်ကြောင်းတသက်နေတကွဖော်ထုတ်ခံခဲ့ရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတော့ကတယောက်ဆောင်မင်းသမီးလေးယွန်းယွန်းကသူမရဲ့ချစ်သူကောင်လေးကိုတရားဝင်ထုတ်ပြလာတာကိုတော့ပရိသတ်တို့အားလုံးသိကြမှာပါ။သူမနဲ့လည်းလိုက်ဖက်လွန်သလိုတညင်ရင်ကျက်တဲ့အမျိုးသားတယောက်ဖြစ်တဲ့တွဲပရိသတ်များစွာကသဘောတူခဲ့ကြပါတယ်။သူတို့နှစ်ယောက်ကလူမြင်ကွမ်းမှာတော်တော်လေးကိုကဲနေကြတာဖြစ်ပြီးတော့ချစ်သူတွေဖြစ်ခဲ့တာကလေ ည်းအရန်ကြာခဲ့ပြီလို့သိရပါဗျ။အခုချိန်ဝတရားဝန်ထုတ်ပြလာပြီးစစ်သူကောင်လေးကိုကြွာလာခဲ့တဲ့ရွရွတယောက်အဲ့ဒီကောင်လေးကိုသူများစီကနေရေကုန်ရေခဲအရင်တွေနဲ့ကုန်ခန်းနဲ့အထိစနိုက်ပြီးမှရခဲ့တာဖြစ်တဲ့အကြောင်းသတင်းတွေပေါ်ထွက်လာခဲ့ပါတယ်ရှင်။အရင်ကုန်ခန်းနဲ့အထိဖြစ်ခဲ့ရတဲ့ရွရွနဲ့နိုင်ငံကျော်မင်းသားတယောက်တို့ရဲ့အကြောင်းကလည်းအရင်တုန်းကသတင်းတွေပြန့်နှံ့ခဲ့ပူပါတယ်။အဲ့ဒီအချိန်တုန်းကလည်းအလို့အတူတွဲလို့ပေးမယ်။ဗဲမျက်နှာကိုမှမထောက်ဝဲချစ်သူရှိတဲ့ကောင်လေးကိုပေါ်တင်ကြီးစနိုက်သွားခဲ့တာပါ။ ဒါပေမဲ့နောက်ပိုင်းမှာအကောင်လုံးနဲ့တည်ရှိသွားခဲ့သလိုတနိုင်ငံလုံးနဲ့တည်သွားတဲ့အချိန်မှာတော့ပန်းနုသွေးပြီးယူသားသလိုဟန်ဆောင်ပြခဲ့တာဖြစ်ပါတယ်။ပိတ်သက်တွေကလည်းဒီကြိမ်တစ်ခါအမားမလို့သူမကိုခုတ်လုပေးခဲ့ကြပါတယ်။ဒါပေမဲ့လည်းအခုဒီကြိမ်မှာနောက်ထပ်တည်ရှိလိုက်တာကသူမကချစ်သူတက်တန်းစနစ်ကျော်ရှိနေတဲ့အတွဲကိုပြက်စီအောင်လုပ်ပြီးလက်ရှိကောင်လေးကိုစနိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။သူမနဲ့အခုလက်ရှိတွဲနေတဲ့ကြောက်တဲ့ကြီးလည်းဖြစ်သလိုအစတော်လည်းဖြစ်တဲ့ကိုတန်းစင်းဆိုသူကအရင်တုန်းကလက်ချက်ဖို့အတွက်ရွေထားတဲ့ကောင်မလေးရှိခဲ့ပူပါတယ်။အဲ့ဒီကောင်မလေးနဲ့ချစ်သူတက်တန်းကလည်းစနစ်ကျော်ခဲ့ပါပြီ။ကောင်မလေးကတည်ငြိမ်အေးဆေး သလိုချစ်စရာလည်းကောင်းပြီးကိုချစ်တော်ဘုတ်ကိုရက်တည်နိုင်တဲ့အစဉ်အတန်းရှိတဲ့အမင်္ဂလီပဲဖြစ်ပါတယ်။ဒါပေမဲ့ကိုတန်စင်ကတော့အဲ့ဒီလိုမင်္ဂလီမျိုးကိုပြစ်ထားခဲ့ပြီးနိုင်ငံကျော်အကယ်ဒမီနဲ့တရုတ်ဆောင်မင်းသမီးရွရွရဲ့နောက်ကိုကောက်ကောက်ပအောင်လိုက်လာခဲ့ပါတယ်။ ရွရွင်းကလည်းအရင်ကတည်းကစနိုက်တဲ့နေရာမှာဆ ਿਆ မကြီးဖြစ်တဲ့အတွက်အခုလည်းလက်ထပ်ဖို့အတွက်ရွေထားတဲ့ချစ်သူတက်တန်းစနစ်ကြော်ကြာရှိတဲ့အတွဲလေးကိုပြက်စင်းအောင်လုပ်နိုင်ခဲ့ပါတယ်။ဒီလိုနှစ်ယောက်ကတစ်ဖက်ကကောင်မလေးမသိအောင်ခိုးတွဲနေကြတာဖြစ်ပြီးရှက်လာကြော်ကြတဲ့အချိန်ကြမှာပဲကောင်မလေးဘက်ကတိရှိသွားတယ်လို့သိရပါတယ်။ဒါနဲ့ကောင်မလေးကလည်းနိုင်ငံကျော်မင်းသမီးရွရွင်းနဲ့ပြဿနာဖတ်ပြီးတော့မဖြစ်ချင်တာကြောင့်ခြံခုံသွားတဲ့လူကိုလည်းဆွဲမထားချင်တာကြောင့်လမ်းခွဲပြက်စင်းခဲ့ပြီးတော့ကို့ဘဝကိုရှောင်လန်းသွားခဲ့တာပါ။ ဒါကိုယွန်းယွန်းကတော့ဒီကောင်လေးကသူမကိုအရင်ချစ်တာပါ။သူမကြွက်ပထမဆုံးချစ်တွေပါဆိုပြီးဆိုရှယ်မီဒီယာမှာတက်ကြွနေရင်နောက်ွယ်ကအကြောင်းတွေကိုဖော်ထုတ်ခံလိုက်ရတာဖြစ်ပါတယ်။ ရွံ့ရွံ့အနေနဲ့ငင်းစင်ကလေးကအောင်မြင်မှုတွေရရှိခဲ့သလိုပြည်သက်များစွာလူပေါင်းများစွာရဲ့အချစ်ကိုခံခဲ့ရပါတယ်။သူမကိုသဘောကျပြီးချစ်ခင်တဲ့မိန်းသားတွေတထေးသားတွေဆိုတာကလည်းအများအပြားဖြစ်ပါတယ်။ဒါပေမဲ့ဘလို့အကြောင်းကိစ္စတွေကြောင့်အခုလိုမျိုးသူများပိုင်ဆိုင်တဲ့ကောင်လေးတွေကိုပဲလိုက်ပြီးတော့လူနေတဲ့စိတ်သက်ကြီးရှိနေတယ်ဆိုတော့ပြည်သက်တွေကလည်းနားမလည်နိုင်အောင်ဖြစ်နေခဲ့ရပါတယ်။အရင်တစ်ခါအတန်ဖိုင်ပြန့်နှံ့လာခဲ့တော့ကလည်းခုလုတ်ခဲ့ပြီးအခုတစ်ချိန်မှာတော့လုံးဝကိုနားလည်ပေးနိုင်စရာအကြောင်းမရှိတဲ့အတွက်ဝေဖန်မှုတွေကပြင်းထန်နေခဲ့ပါပြီ။ ရင်းရင်းကတော့သူမရဲ့အဆင့်အတန်းနဲ့မကိုက်တဲ့အခုလိုမျိုးမကောင်းတဲ့လောရက်ကြီးကိုလုပ်နေခဲ့ပြီးလူတွေရှိမှတော့ဖြူစင်ယူသားသလိုတင်းငင်ရင်ကျက်သလိုပုံစံလေးနဲ့နေထိုင်ပြနေတာဖြစ်ပါတယ်။အခုတော့အမှန်တရားဆိုတော့ဖုံးကွယ်ထားလို့မရဘူးဆိုတဲ့အတိုင်းလက်ရှိမှာအကောင်လုံးပေါ်ထလာခဲ့ပါပြီ။စစ်သူတပ်တန်း၁၀နှစ်ကျော်ရှိပြီလက်ထက်တော်မဲ့ဇုံတွဲလေးစီကနေကောင်လေးကိုရအောင်စနိုက်ခဲ့တဲ့မင်းသမီးလေးယွန်းယွန်းရဲ့အခုလိုလုပ်ရအပေါ်မှာပြည်သူတို့ရောဘလို့များမြင်ကြပါလဲရှင်။